ယခုဖြစ်အကောင်းအဆုများဖြစ်အဖက်တွင်ယခုမြင်အကြောင်းကျူတရားဆက်သွယ်အရာရာမှာအကြောင်းတရားနဲ့ကျူတရားနှစ်မျိုးပဲရှိပါတယ်တရားအထုတ်တဲ့နေပင်မှာဖြစ်ပျက်ဆိုတဲ့သကလုံးနှလုံးကိုအထုတ်နေတဲ့ယောဂီတိုင်းနားရင်နေပြီးသားပါဒါပေမဲ့အတိတ်ပဲအပြည့်ဝနားလည်ဘူးကတော့အတော်ခက်တဲ့ကိစ္စပါခက်တယ်ဆိုလိုက်လို့လဲ စိတ်ပြင်းအားရောပြီးနောက်ဆုတ်မသွားစေချင်ပါဘူး။ဘယ်အရာမစူဘယ်ပညာရဘယ်ဘာသာရမစူနီးတည်ရင်တော့အလွယ်သားလား။ဒီဖြစ်ပျက်ဆိုတဲ့စကားလုံးကိုအသုံးများတာကကျေးဇူးတော်ရှင်အေကမဟာဗန္ဓိတမဟုတ်ဆရာတော်ဘုရားကြီးပါပဲ။ဆရာတော်ဘုရားကြီးရောက်ခဲ့ဆက်ခဲ့တဲ့ဉာဏ်မြင်နဲ့ဆိုရင်တော့ဖြစ်ပျက်ဆိုတဲ့ဝါရစကားလုံးရဲ့အတိပ္ပယ်က ဘာမှမဟုတ်တော့ပေမဲ့တရားအထုတ်ခါစားယောဂီတွေ ਨੇ တရားအထုတ်ဖို့တွေ့ကြာဘူးနာဝမျိုးစုံ ਨੇ လုံးချာလဲလိုက်ပြီး စိတ်ရှုပ်ထွေးနေကြတဲ့ယောဂီတွေအဖို့ရမှာတော့အတော်ခက်ခဲတဲ့ကိစ္စပါပဲဆရာတော်ဘုရားကြီးက ဖြစ်ပျက်ရှုပါလို့ဆုံးမထားလို့တော့ဘာလို့ဖြစ်ပျက်ရှုရမှာလဲဖြစ်ပျက်ကိုဘယ်လိုမြင်ရမှာလဲဘယ်လိုသိရမှာလဲ ਨੇ ဇဝီဇဝါဖြစ်တတ်ကြပါလေဖြစ်တာကိုဘယ်လိုလုပ်သိရမှာလဲဘယ်လိုရှိမှရမှာလဲပြက်တာကြတော့ရောဘယ်လိုမြင်နိုင်မှာလဲဘယ်လိုမြင်တာကိုပြက်တယ်လို့ခေါ်ရမလဲဒါကိုမသိမမြင်နိုင်ရင်တရားမရနိုင်တော့ဘူးလားနဲ့အတွေးထဲမှာတန်တရားတွေဖြစ်လာကြကြပါလေဟောကြည့်အခုရင်မဲ့တန်တရားတွေဖြစ်လာတတ်ကြပါလေလို့ ဖြစ်တရားတစ်ခုကိုပြောပြလိုက်မိပါပြီ။ဒါဖြစ်ရင်တန်တရားဆိုတဲ့ဝိသိကိစ္စတရားလေးတစ်လုံးသို့မဟုတ်ဓမ္မလေးတစ်ခုသို့မဟုတ်ကိုယ်စိတ်တန်တာမှာပေါ်လာတဲ့အကျိုးတရားလေးတစ်ခုဟာဘယ်အရာကိုအကြောင်းခံခဲ့ပါသလဲ။အဖြေကတော့ဖြစ်ပျက်ဆိုတဲ့တရားဟာဘာဘာလိမ့်မလဲစဉ်းစားတွေးတောကြံစီခဲ့တဲ့အကြောင်းတွေကို အခြေခံကဲလို့ပဲမဟုတ်လားဖြစ်ပြနေပတ်သက်လို့စဉ်းစားကြံစီ တွေးတောခြင်းဟူသောအကြောင်းခံတရားတွေပြီးဆုံးတဲ့နောက်မိမိညာနဲ့နားလည်သိမြင်နိုင်ခြင်းမရှိလေတော့တန်တရားဆိုတဲ့ဝိသိကိစ္စအကျိုးတရားလေးတစ်ခုအစ်စ်မွေးဖွားဖြစ်တည်လာခဲ့ပြီလေတကယ်လို့သာနားလည်ခဲ့ရင်တော့ရှင်နဲ့အားရခြင်းဆိုတဲ့ဝန်တမှုနဲ့ရှင်နဲ့ပီတိလေးဟာစိတ်တဏ္ဍာမှာအကျိုးတရားဖြစ် ပေါ်လာမှသိကြပါတယ်။ဒီမှာရင်မဲမိမိညာဆူရောက်နိုင်မှုအတိုင်းထွာပေါ်မူတည်ပြီးတော့အကြောင်းခံတူညီလင့်ကစားဖြစ်လာတဲ့အကျိုးတရားနှစ်ခုမတူညီနိုင်တာကိုတွေ့ရပါလိမ့်မယ်။ဒီတော့တန်တရာပေါ်လာသည် ဖြစ်စေဂျင်းနဲ့အာရမှုပေါ်လာသည် ဖြစ်စေတနည်းအားဖြင့်ဝိစိကိစ္စဖြစ်လာသည် ဖြစ်စေပီတိပေါ်လာသည်ဖြစ်စေ ဖြစ်ပြီးမှတိကွင်ရတာကြီးပါပဲဖြစ်နေတုံးတော့ဖြစ်နေပါလားလို့တိကွင်မရနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့စိတ်ဟာတစ်ချိန်နဲ့တစ်ပြိုင်နက်တည်းမှာနှစ်ခုမဖြစ်နိုင်လို့ပါပဲဒီအချက်ကအရေးကြီးဆုံးပါပဲစိတ်ဟာတစ်ချိန်နဲ့တစ်ပြိုင်နက်နှစ်ခုမဖြစ်နိုင်ဘူးစိတ်ဟာလက်တဖြစ်တဲ့အတွင်းကတိသသိမ်းဖြစ်ပြနေတယ်စိတ်ဟာအပြောင်းလဲများပြီး အလွန်လှင်မြန်နေဆိုတဲ့အခြေခံ theory လေးတွေကိုမမိစရန်သိထားပြီဆိုရင် ဖြစ်ပျက်ပြဿနာကို ဖြေရှင်းရလွယ်သွားပါလိမ့်မယ်ဖြစ်ခဲ့တာကိုသိခွင့်ရတယ်ဆိုတာကလည်းသတိပဋ္ဌာန်တရားလေးပါးတည်းကစိတ်တဏှုပဒနာသတိပဋ္ဌာန်ဆိုတဲ့သိတတ်တဲ့စိတ်ရဲ့တဘာဝနန္ဓမကို အထူးအာယုံပြု အောက်မေ့မှသိနိုင်တာပါ ကာယ ानु ပတနာသတိပဋ္ဌာန်ကိုအထူးပြုကြည့်နေရင်တော့ရုပ်ရဲ့ဖောက်ပြန်တဲ့သဘာဝတရားကိုပဲ တွေ့မြင်သိရှိခွင့်ရမှာပါ။ဒါပေမဲ့ရုပ်သဘောကိုသိရင်နာမ်သဘောကလည်းရှင်တွဲပါနေပြီးသားဆိုတာကိုသိစေချင်ပါတယ်။ဝေဒနာ ानु ပတနာသတိပဋ္ဌာန်ဆိုရင်တော့ခံစားတတ်တဲ့နာမ်ခန္ဓာရဲ့သဘာဝတစ်ခုကိုသိခွင့်ရမှာပါ။ဒါကလည်း ရုပ်ရည်ဖောက်ပြန်တတ်တဲ့သဘောရခံစားတတ်တဲ့နံသဘောတခုအထင်ရှားပေါ်လာတာပါပဲသို့တော်လည်းမထင်မရှားနဲ့ငုတ်တလူလူဖြစ်နေတဲ့ချမ်းသာခြင်းလည်းမဟုတ်စင်ရင်ခြင်းလည်းမဟုတ်တဲ့ဥပေက္ခဝေဒနာခံစားမှုသဘောကတော့အမြဲတမ်းရှိနေပါတယ်အာယုံပြုတ်နိုင်လောက်တဲ့ဉာဏ်မပေါ်သေးလို့အာယုံမပြတ်သေးလို့တိခွင့်မြင်ခွင့်မရသေးတာပါ ဓမ္မ ानु ပတနာသတိပဋ္ဌာန်ကတော့ဓမ္မသဘာဝတည်းရဲ့သဘောတသက်ကိုရှုမြင်ရမှာမို့အတော့ကိုနှဆိုင်ပါတယ်။အာယုံပြုနိုင်မှုလဲတော်တော်ခက်ခဲပါတယ်။သတိတမာရီတွေအတော်အဆင့်မြင့်သွားမှသာ အာယုံပြုနိုင်တာမျိုးပါ။ဓမ္မ ानु ပတနာသတိပဋ္ဌာန်နဲ့ဓမ္မသဘာဝတည်းရဲ့ဖြစ်ပုံပြက်ပုံကိုသိမြင်ရှုမှတ်နေနိုင်ပြီဆိုရင်ဖြင့်ဝိပဿနာဉာဏ်အမြင်အတော်ရင့်တန်သွားပါပြီ။ အခုတော့စိတ်တဏှုပတနာသတိပဋ္ဌာန်ကိုအခြေခံတဲ့ဖြစ်ပုံပြက်ပုံကိုရှုမြင်သုံးသပ်တဲ့အပေါ်ဆွေးနွေးခြင်းဖြစ်နေလေတော့စိတ်ဖက်ကိုပဲဥလဲကြည့်ကြပါစို့မောဂုဆရာတော်ဘုရားကြီးဟာတရားစကားတစ်လုံးကိုဘယ်တော့မှလွတ်စပယ်ပြောလို့ဟောလို့မရှိပါဘူးဘုရားဟောအထောက်ထားတိကျခိုင်မာနဲ့သာပြောလို့ဟောလို့ရှိပါတယ်ဒီတော့က ဟောတဲ့တရားအတွက်ရွေးချယ်လိုက်တဲ့စကားလုံးတွေပေါ်မူတည်ပြီးဟောနေတဲ့အချိန်မှာနာနေကြတဲ့ပုဂ္ဂိုလ်တွေရောနောက်ထပ်မွေးဖွားလာကြမယ်ဖះရှင်ရဲ့လက်ကျန်ဝိနည်းပုဂ္ဂိုလ်တွေအတွက်ပါရည်ရွယ်ပြီးရှင်းအောင်ဟောကြားသွားခဲ့ပုံရပါတယ်မေဃသစ္စာကြီးအနက်၄ချက်တရားတော်ထဲမှာဖြစ်ပြနေပတ်သက်လို့ဆရာတော်ကြီးရှင်းအောင်ဟောမိန့်သွားခဲ့ပုံကိုကြည်ပါ စိတ်ပြိုင်နေဖြင့်ခင်များတို့လူနှစ်ယောက်ဖြစ်နေဦးမယ်မဟုတ်ဘူးလားရှုတာကတယောက်တည်းအဲ့ဒီတော့ကိုဒီလိုမှတ်ကြပါသူများကဘလို့ပဲပြောပြောခင်များတို့ကဘုန်းကြီးပြောတာကိုဖះပါဠိတော်နဲ့ညီညွတ်တဲ့အတွက်မှတ်လိုက်တာပေါ့သို့တော့ဥပမာတစ်ခုရှင်းထားပြီးပြောပြမယ်ဒကာဒကမတို့ဥပမာရှင်းမထားလို့ရှင်ခင်များတို့ဒီဟာကိုသဘောကျမှာမဟုတ်ဘူးကဲဥပမာကိုပြောပြမယ် ဒီရက်ဒီဒေသကိုမလာဘူးတဲ့စင်ကြီးတကောင်ပေါ့လေဟိုဘက်လမ်းမပေါ်မှာညဘက်ကြီးရောက်လာပြီးလာအိတ်တယ်ဒါကိုအဲ့ဒီလမ်းဘေးနာကက်လျက်အိမ်ကအိမ်ရှင်တွေမသိရှာဘူးနောက်တော့မှလူတွေအားလုံးနိုးလာကြပြီးတန်ချောင်းတွေခောက်လို့မိတွေထွန်ပြီးအော်ကြဟစ်ကြနေဆိုမှစင်ကြီးကထပြီးတော့တယ်ဒါကိုအနီးနားအိမ်ရှင်ကမနေ့ကျမှသိလို့ထကြည့်တော့စင်အိတ်သွားတဲ့နေရာလဲတွေ့တယ် ထွက်သွားတဲ့ခြေရာတွေလည်းတွေ့တယ်။ဒါဖြစ်ရင်အဲ့နေရာမှာညကဆင်းအိတ်သွားခဲ့တယ်ဆိုတာမနေ့ကမှသိရတဲ့အင်ရှင်ကမသိနိုင်ဘူးလား။ထွက်သွားတဲ့ဆင်းခြေရာတွေကိုကြည့်ပြီးတော့လေဆင်းဟာအိတ်လဲအိတ်တယ်။ထွက်လဲထွက်သွားတယ်လို့မဆိုနိုင်ဘူးလား။ထို့နည်းတူပဲတဲ့။ခင်ဗျားတို့ခန္ဓာရှုတဲ့အခါကြားလို့ရှိရင်လဲဝိဒနာဟာအရင်ဖြစ်ပြီးအရင်ချုပ်နေတာပဲ။နောက်ကနေပြီးအော် ြစ်လဲဖြစ်သွားတယ်ချုပ်လဲချုပ်သွားတယ်လို့သိရင်တော်ပြီရှင်းပြီလားဒါအင်မတန်အရေးကြီးတဲ့စကားခင်ဗျားတို့ကဥဒိယဘုရားဆိုတာနဲ့တကယ်ဖြစ်တာနဲ့တကယ်ပြက်တာကိုမြင်နေလို့အောက်မေ့နေဦးမယ်မမြင်နိုင်ဘူးထုံးစံမရှိဘူးရှင်းပြီလားတတဏ္ဏနဲ့လေဗျာမဖြစ်နိုင်တဲ့တည်းမမြင်နိုင်ဘူးဆိုတာကိုဆုံးဖြတ်ချက်ချတော့မှဩစင်ဒီဒီညက ဒီနေရာမှာအိတ်လဲအိတ်ထလဲထသွားတယ်လို့မဆိုနိုင်ဘူးလားထို့တူပဲတဲ့ကိုယ်တဏ္ဏရှိတဲ့ဝေဒနာဟာဖြစ်လဲဖြစ်တယ်ပြက်လဲပြက်သွားလေရဲ့လို့ဒီကနောက်မှသိလာတယ်စင်ဣဒ္ဓါကိုသိတာကလည်းတွေးသည်ပဲစင်သွားတာကိုရောသိတာကလည်းတွေးသည်ပဲညံဆိုတာတွေးသည်ကြီးပေါ့ဗျသဘောကျပြီလားအဲ့ဒီကဲ့သို့စင်ဣဒ္ဓတဲ့ဥပမာသာမှတ်ထားရမယ်နားလဲကြပြီလား စင်ရိတ်တဲ့နေရာလဲမြင်ရမယ်အေးထထသွားတဲ့ခြေရာရောမြင်ရမှာပါဗျာမြင်တော့မိုးလင်းပြီမိုးလင်းမှတိတော့ညာလဲဩဒီနေရာကိုစင်သည်အိတ်လဲအိတ်တယ်ထလဲထသွားတယ်လို့မသိနိုင်ဘူးလားဒီမှာလဲနောက်ညံကဒီနေရာမှာဖြစ်လဲဖြစ်သွားပြီပြက်လဲပြက်သွားပြီလို့သိရင်ပြီးတာပဲသဘောကျပြီလားမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဖြစ်ပျက်ရှင်တဲ့ဥပမာကတော့ တကယ်ကိုမှတ်သားလောက်ပါရဲ့အဘိဓမ္မာသဘောကိုအခြေခံပြီးဝိပဿနာ ရှုသိမှုကိုဆုံးမလမ်းညွှန်သွားတာဟာဖြင့်ဂျေစုတင်လို့မဆုံးနိုင်အောင်ပါပဲသို့မဟုတ်ရင်တတိပ္ပံတရားကိုယုံယုံကြည်ကြည်နဲ့ရှုမှတ်အားကောင်းလာတဲ့ယောဂီတွေခင်ဗျာဒီဉာဏ်လန်းခွဲ့မှာလေတက်ကြလွန်းလို့စာတင်ចောင်းသားတွေရဲ့ဝေါ်ဟာရနဲ့ပြောရရင်ဒါကမစ်တမ်းဆံမွေးဖြစ်ရတာပါပဲ။ 6လပတ်ဇာမိဝဲပေါ့ဒီဇာမိဝဲအောင်ထားလီမှအတန်းတင်ဇာမိဝဲကြီးအတွက်စိတ်ချရမယ်အောက်ညံတဲ့ကြီးမှအထက်ညံဒီမှာရှော့ရော့ရှူဖြစ်လာလိမ့်မယ်သို့မဟုတ်ရင် ပိုပြီးတိမ်မွေးတဲ့အထက်ညံဒီမှာဆုံးဖြတ်ချက်တွေလွဲပြီးသဘောထားအသိမြင်တွေမှားယွင်းပြီး ပြန်လဲဆင်းသွားတတ်ပါလေဒါကြောင့်မို့တရားနဲ့ပတ်သက်တဲ့အသိအမြင်ယူဆတွေရေးသားရဟောပြောရမှာ ွေးချယ်တဲ့စကားလုံးကတည့်အေးကြီးပါလေတရားကမရှားပေမဲ့စကားကရှားလွန်းလို့ပါဟောပြောရေးသားသူရဲ့စကားလုံးရွေးချယ်မှုမှန်ကန်တိကျရင် တိကျသလောက်ဖတ်ရနားရသူတွေဖို့ဉာဏ်မြင်ရှင်းလင်းတဲ့ကျေးဇူးတရားကိုချက်ချင်းလက်ငင်းရရှိသွားနိုင်ပါလေသို့မဟုတ်ရင်စကားလုံးတွေများလာသလောက်စကားလုံးနောက်ကအတိပယ်တွေကများသည့်ထက်များလာတတ်တာမှု အဲ့ဒီတိုးပွားလာတဲ့အတိတ်တွေကိုနားလည်သိမြင်နိုင်ဖို့စဉ်းစားရင်းနဲ့ပဲအစာမကြေဖြစ်ကုန်လို့ဗိုက်ပြေရင်ကယ်ပြီး လမ်းမလျှောက်နိုင်တော့တဲ့သူလိုဖြစ်သွားတတ်ပါလေဒီတွေတရားအကြောင်းနဲ့ပတ်သက်လို့ရေးတဲ့ပြောတဲ့သူတွေမှာအင်မတန်မှတာဝန်ကြီးပါလေကိုကိုတိုင်းကရှုွက်တဲ့မှာဉာဏ်မြင်ရှင်းမထားခဲ့ရင် သူတစ်ပါးကိုရှင်းအောင်ပြောဖို့ဘယ်လွယ်ပါမလဲ ိုကိုယ်တိုင်ဉာဏ်မြင်ရှင်းထားခဲ့သူကတော့စားထဲကလိုထင်ရလောက်တဲ့စကားလုံးတွေဘယ်ကဘယ်လိုကြလာမှန်းမသိရတော့အောင်ကိုပင် ပြောလို့မကုန်ရေးလို့မခန့်နိုင်အောင်ပါပဲကျေးဇူးတော်ရှင်မဟုတ်ဆရာတော်ဘုရားကြီးဟာမူလကလေးကအဘိဓမ္မာနဲ့ပဋ္ဌာန်းဒေသနာတွေကိုပိုင်နိုင်ခဲ့ပြီးသားပါညဝါပူချမှုတွေနဲ့နာမည်ကြီးခဲ့ပြီးသားပါစာဘူးလည်းနိုင်ခဲ့ပြီးသားပါ ုတိယကမ္ဘာစစ်လေးနှစ်အတွင်းမုဂုမြို့တော်ဗောဗဒန်းကျောက်ကမှတရားကိုစနစ်တကျအထုတ်နိုင်ခဲ့တာကြောင့်အရှိန်အဟုန်နဲ့ပွင့်ဖူးလာခဲ့တဲ့ဓမ္မဉာဏ်တွေနဲ့တစ္ဆာတရားစီဥခိုင်မဲ့ဝိပဿနာတရားအသိဉာဏ်တွေကိုဝေဝေဆာဆာကြည်ကြည်ပြန့်ပြန့်နေကိုဟောသွားနိုင်ခဲ့တာပါ ကိုယ်တိုင်ဉာဏ်မြင်ရှင်းခဲ့တဲ့ပြင်စကလုံးရွေးချယ်မှုအားကလည်းကောင်းခဲ့တာမို့ဆရာတော်ကြီးရဲ့တရားခွေတွေကြောင့် ဉာဏ်လင်းပေါက်သွားခဲ့တဲ့ယောဂီတွေမနေတော့ပါဘူးဒါကြောင့်မို့ငါမရှိဘူးသူတပါးမရှိဘူးပုဂ္ဂိုလ်တ attva မရှိဘူးရုပ်တဘောနံတဘောပဲရှိတယ်ဆိုတာကိုစစ်ကလက်ခံလာပြီဆိုမှဖြင့်ရုပ်ကိုပဲကြည့်ကြည့်နံကိုပဲကြည့်ကြည့်ဘာမဆိုဖြစ်ပြီးရင်ပြတ်တာကြီးပါလားဆိုတာဉာဏ်မြင်ရှင်းလာပါလိမ့်မယ်အစားထိုးစကားလုံးနဲ့ဆိုရင်တော့ ဘာမစူပေါ်ပြီးရင်ပျောက်သွားတတ်တာကြီးပါလားဆိုတာကိုသိလာပါလိမ့်မယ်။ဒါကြောင့်ဒါဖြင့်ယုတ်ဒါဖြင့်နံဆိုပြီးအချိန်မီနေရာမီအရိယာပုံမီညံထဲမှာရှိနေရင်ဖြင့်ယုတ်ကိုကြည်လိုက်လဲဖြစ်ပြက်နံကိုကြည်လိုက်လဲဖြစ်ပြက်နဲ့မနှစ်သက်စရာတွေကြီးကိုပဲထက်ခါထက်ခါမြင်လာရပါလိမ့်မယ်။အခုဖြစ်တာကို အခုမြင်အခုပြက်တာကိုလည်းအခုသိပါလိမ့်မယ်ဒီတော့ငါမှမရှိတော့တာယုံ난တဘာဝဆိုတဲ့ဖြစ်ပြမှုပဲရှိတာဆိုရင်ဘာကိုတွေ့တာမိခူနေခြင်းသေးတယ်လဲသူကတွေ့တာမိခူနေခြင်းလို့ရောယုတ်တဘာဝနန္တဘာဝတွေကမိခူတွေ့တာခွင့်ပေးရလားဆိုတာသိမြင်လာပြီဆုံးဖြတ်ချက်ချနိုင်ပြီဆိုရင်ဖြင့်ဇေယျတော်ကြီးဆုံးမခဲ့တဲ့ ဖြစ်ပျက်ဆုံးရကိုတည်မြင်နိုင်တဲ့ဉာဏ်မြင်နဲ့နိကတ်လွန်းနေပြီလို့ဆိုချင်ပါတော့တယ်